ကောသလမင်းကြီးကသူ့အိမ်မှာထဲမှာလူတယောက်ကထမဲချက်တာတဲ့ချက်နေတဲ့ထမဲဟောထမဲဟောလာတအိုးတယ်ရေကလည်းအတူတူမိကလည်းအတူတူထိုးတာပဲမိဖို့တခုတည်းဟောတင်းချက်တာဒါပေမဲ့လို့ချက်ပြီးတဲ့အခါထမင်းက၃မျိုး၃စာဖြစ်၃မျိုး၃စာဖြစ်တစ်မျိုးက အဲ့ဒါမာတယ်ပြောတော့မနက်တမျိုးကကြတော့သူကနတ်တယ်အနတ်လွန်သွားတယ်ပျော့သွားတယ်တမျိုးကတော့ပုံမှန်ပဲနတ်တယ်စားလို့ဖြစ်တယ်ထမင်းဟိုတလုံးနဲ့ချက်ပါလေဘယ်လိုလုပ်ပြီးတော့သုံးမျိုးဖြစ်သွားရတယ်လေသူ့အိမ်မထဲမှာပါနော်ဦးဇင်းတို့ဒီအိမ်မက်ရဲ့ အကျိုးအပြစ်ကဘာလဲဆိုတော့နောင်တရားပြတ်တဲ့သူတွေများလာလို့ချင်းတရားမဆောင်တဲ့သူတရားပြတ်တဲ့သူတွေများလာလို့ချင်းမိုးမမှန်တော့ပဲနဲ့မိုးနေရာကွက်ကြားရွာပြီးတော့အချို့နေရာတွေမှာမိုးလုံးဝမရွာလို့စဘာပင်နေသိနံပင်နေ၆သိပြီးတော့သိကြီးပြည့်စည်စာရီစာခေါင်းပါ ။အချို့နေရာတွေမိုးရေသိပ်ကြီးလို့သဘာဝနဲ့ရေမျောပြီးတော့သိစိတ်ပြည့်စည်သူတွေလည်းရေပြေဒုက္ခဖြစ်။အချို့နေရာတော့မိုးရွာတာပုံမှန်ပဲ။အဲ့ဒီလိုညီမြမှုမရှိတော့ဘဲနဲ့ကွက်ကြားဖြစ်သွားတာပေါ့နော်။အဖြစ်လို့လေဆိုတော့တရားမဆောင်တဲ့သူတွေများလာတယ်။အဲ့ဒါလည်းမင်းတရားမဆောင်တော့လို့ကြည်ပြောလို့မရဘူးเนาะကျွန်တော်အကုန်လုံးပဲအကုန်လုံးတရားပြတ်တဲ့လူများလာလို့ အဲ့ဒါဆိုတော့ပုံမြင်လေးတစ်ခုပြောပြမယ်မျက်စိနဲ့မြင်တာဟိုတော့ကဘုဒ္ဓတော်တရားဟာကြောင်းမူခဏဝင်ပြီးသူကကြောင်းမူခိုးပြီးတော့ချိုးတယ်ချိုးတော့ကြောင်းမူကအဆန်သိမ့်မပါဘူးမပါတော့ဘုဒ္ဓတော်ကသူကဘာပြောတယ်ဆိုတော့အာကြောင်းခင်စိုက်တယ်လို့ကအတော်ညံ့တယ်လို့ပဲ ဘယ်နဲ့တောင်သူလို့ဆိုတော့အိုးသေးတော့တယ်ကြောင်ဘူးအဆမ်းမပါသူကအဲ့လိုပြောတဲ့ချိန်အဲ့အနိနာမှာပြောင်းဝင်းဆိုင်တဲ့ပြောင်းငှက်ရှင်ကရှိတယ်ဆိုတော့နွားစာရိတ်ဟိုင်းမီနွားစာရိတ်တော့မမြင်ဘောသာထွက်ပြီးဆိုင်တဲ့တောင်သူဘယ်နဲ့ဒီဖိုးသူတော့ငါပြောင်းခဲ့လဲဝင်ပြီးခိုးပြီးတော့ချိုးတယ်သူကအောင်မယ်ပြောလားဆိုလားနဲ့ဟမ် ကိုသူတော်ဘာရီပြောနေတာတော့ပြောင်းငယ်အဆံမထက်တာပြောနေအောက်ကမြေကြီးလည်းကြည့်ပါအောင်ဒီလောက်ပတ်ကြားတယ်အဲ့နဲ့လည်းမြေကြီးဘယ်လိုအဆံထက်အောင်ဆိုင်မလဲအဲ့ဒါဘုဒ္ဓတော်ကဩအေးမြေကြီးကလည်းဘယ်နဲ့ပတ်ကြားအဲ့နေရတုံးဗျမြေကြီးအပြစ်အပြစ်နဲ့တော့မြေကြီးကလည်းပြောတဲ့မြေကြီးကဘာပြောတယ်လို့ဆိုတော့ ဟိုသူတော့ကျုပ်အပြက်တင်မနေတာမိုးလေကြည့်ပါအောင်မြေကြီးဘာအပြစ်ရှိတယ်လဲမိုးမရွာလို့မြေကြီးပတ်ကြအဲ့ဒါအဆန်းလားဟိုသူတော့ကောင်းကင်မော့ကြည့်ဟုတ်သားပဲဒီမိုးကလည်းရွာမှမရွာပဲလို့မိုးအပြစ်တင်မိုးအပြစ်တင်တော့မိုးကလည်းဟိုသူတော့မိုးအပြစ်တင်တယ်မိုးကမရွာဘူးဆိုတာလူတွေတရားပြတ်လို့မင်းတရားပြတ်လို့မင်းတရားမဆောင်လို့မိုးမရွာတာ အဲ့ဒါနဲ့ဟုတ်တယ်တိုင်းပြည်အိုးချုပ်မင်းလုံနေတာဘယင်ဖြစ်ပါလဲတရားမဆောင်ဘူးငါသွားပြောမှဘုဒ္ဓတော်ကဘယင်နန်းတော်သွားတယ်ပဲမင်းကြီးမင်းကြီးတရားမဆောင်တော့တိုင်းပြည်မှာရာသီဥတုမိုးလေဝသမမှန်ဘူးတိုင်းသူပြည်သားတွေအသိဉာဏ်တွေမအောင်ဘူးအဲ့ဒါမင်းကြီးတရားပြတ်လို့ရှင်မယံကအကြောင်းဆုံးမင်းများစုံစမ်းပြီးတော့ဘုဒ္ဓတော်မင်းတရားမဆောင်တော့ပြောရအောင်ရှင်မယံကိုဆုံးပါတယ် ဥသူတော်ကိုတိုင်တော်မှာပဲသူတော်ကောင်းအဲ့ဒီပိသားတွေကသူတော်ကောင်းလို့သတ်မှတ်ထားတယ်ဘယင်ကိုတော်ဆုံးမနိုင်စွာရှိတယ်ဒီလိုပုဂ္ဂိုလ်တော်မှာခိုးသူတော်ဥသူတော်တော်မှာပဲသူများပြောင်းခင်ဝင်ခိုးနေတယ်မဟုတ်လားဆိုတော့နောက်ဆုံးသူဟာဟိုလူအပြစ်တင်ဒီလူအပြစ်တင်နောက်တော့သူ့စီတဲအောင်ထားတယ်ပေါ့နော်ပြောချင်တာကတော့ ူများကိုသွားပြောလို့မရဘူးပေါ့။အကုန်လုံးတရားပြတ်တဲ့သူကများလို့ပဲ။မင်းတရားပြတ်လို့လို့ပြောရင်ကိုငါလည်းတရားပြတ်လို့လို့ပြောပြီးသားဖြစ်သွားတဲ့သဘောဖြစ်သွားတယ်။တရားပြတ်တဲ့သူတရားတရားကိုလက်မခံနိုင်တော့တဲ့သူတွေလက်မခံကျင်တော့တဲ့သူတွေများလာတဲ့ကာလတည်းမှာဒီလိုမျိုးຢာသူတို့တတ်သဘောတဘာဝတွေပေါက်ပြန်ပြီးတော့လာတတ်တာဓမ္မတာပဲပေါ့။ဦးဇနောညဆံမျိုးမှာအနိစကဆရာတော်ဘုရားကြီးတရားဟောတော့ဆရာတော်ကဒီနေရာပါပဲဒီတရားဟောတာ။ ဩတော့တိုင်းกว่าတဲ့မြင်းဆံမာဓမ္မတွေထမင်းချက်မယ်တဲ့ဘယ်လိုချက်မလို့ဆိုတော့လူတိုင်းပြည်မှာအောက်ချုပ်သူအစိုးရလူကြီးတွေအတွက်သူတို့အတွက်ဆန်တထုတ်ထုတ်တဲ့အဘိဓရာဖုန်ကြီးတွေတန်ဃာတွေအတွက်ဆန်တထုတ်ထုတ်တဲ့အတိုင်းသူပြည်သားတွေအတွက်ဆန်တထုတ်ထုတ်တဲ့ဆန်သုံးထုတ်ထုတ်ပြီးတော့ထမင်းချက်ဆရာတော်ကြီးတရားဟောရင်ထမင်းချက် ခိုင်းချက်ပြီးဖွင့်ကြည့်လိုက်ဘယ်ဟာနတ်တယ်လဲတထုံးမှမနှက်ဘူးတဲ့ဟလားပြောကြင်တာကတော့အကုန်လုံးတရားပြတ်နေတယ်လို့ပြောတာယဟန်တွေကလည်းယဟန်တရားတန်ဃာတွေမတည်ဘူးဝိနည်းတရားမှမတည်ကြလူတွေကလည်းပဲလူမပိသားကြဘူးတယောက်နဲ့တယောက်ခုံမဲထင်မဲဟလားပါပါလှီမဲအရင်တိမဲအဖျားတိမဲတယောက်နဲ့တယောက် ဒီလူကိုအသုံးချပြငါဘာရမလဲဆိုတာကိုရပိုင်ခွင့်လုတ်ပိုင်ခွင့်ကိုပဲကျင့်တာမေတ္တာတရားစေတနာတရားတွေခေါင်းပါအောက်ချုပ်သူလူသားတွေတရားမျှတအောင်တူတအောင်အောက်ချုပ်ဖို့မစင်စားဘူးငါအိတ်ထဲဘယ်လောက်ထည့်ရမလဲဆိုတာမျိုးစဉ်းစားအဲဒီလိုတရားအကုန်လုံးပြတ်ကြတဲ့အတွက်ကြောင့်ဒီလိုမမှန်တာအကုန်လုံးမျှပြီးတော့ခံကြဆိုဆရာတော်ကအဲဒီလိုဟောသွားတယ်နော်အေးဒါဥစဉ်တော့မိုးလေဝါသာမမှန်ကန်တဲ့တသဘောတဘာပေါက်ပြန်တဲ့တာလူတွေကိုရှင်တရားပြတ်တာနဲ့ဆိုင်နေပေါ့ ။ဒါဘယ်ဥစ္စာတော့တန်ပေါက်ကပြားလေးနဲ့တန်ပေါက်ကပြားလေးနဲ့ရှိတယ်။သမင်းဦးနဲ့ပြော့မာဆက်ကြက်လက်၃မျိုးဒီမဲနဲ့လူများမတရားကွက်ကြမိုးရွာမိ။ဘာဘုရောင်ဆရာဘုရားကြီးကတော့ဩအဒံသံတော်ခပါငယ် ပြော့မနတ်မတော်မှန်းမင်းသုံးတွေကြက်ပုံခွဲတဲ့လွဲရရှိပြန်မို့မမရွာဟန်ကွက်ကြနစ်ပြတ်ငဲမအောင်ရင်းနဲ့အောင်သုံးရအမိခွဲတဲ့လွဲတဲ့စပါးဆိုပြီးတော့ဆရာတော်ဘုရားကြီးကဤတို့ဆက်ဆိုတော်မူကြတယ် အေးဆရာတော်ကြီးတဲ့ဆုံးမဆက်ဆိုတဲ့အတိုင်းဘုရားရှင်ဟောတော်မူခဲ့တဲ့အတိုင်းဒီလိုမကောင်းကျိုးတွေဖြစ်တတ်တယ်ပေါ့ဘုရားတိုင်းမင်းရဲ့အိမ်မက်အတိုင်းအဖြစ်ခြင်းမူဆိုလိုတော့တရားဆောင်တဲ့သူတွေများလာအောင်သတော်တရားတွေကိုလက်ခံသိမှတ်ပြုတဲ့ပုဂ္ဂိုလ်တွေများလာအောင်များများသင်ယူကြင်ကြံလိုက်နာကြဖို့လိုအပ်မယ်ပေါ့